မြန်မာနိုင်ငံမှာပြည်ရင်းနေရဲဆွန့်ခွာသူ3.6တန်းရှိမယ်လို့ခန့်မှန်းထားပြီးနေရဲဆွန့်ခွာသူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်တွေအတွက်ရမုံငွေ15ရာခိုင်နှုန်းမျှသာရရှိထားလို့အကူအညီတွေပေးနိုင်မှုအလွန်ခက်ခဲစေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ကထုတ်ပြန်ပါတယ်။ မြန်မာမှာဖြစ်ပွားနေစေပတိပခရေကြီးရေရှမ်းတာနဲ့2025ခုနှစ်မလကလှုပ်ခတ်ခဲ့တဲ့ငလင်းအပောင်းဝင်အခက်ခဲများစွာရဲ့အကျိုးဆက်တွေကိုမြန်မာနိုင်ငံတော်မှရှိတဲ့ပြည်သူတွေစင်ကဲရင်ဆိုင်နေရစေဖြစ်တယ်လို့ UNO ချကထုတ်ပြန်ပါတယ်။ 2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတော်ဝန်မှပြည်ရင်းနေရစွန့်သူဦးရေ3.6တန်းရှိမယ်လို့ခန့်မှန်းထားပါတယ်။အောက်တိုဘာနဲ့နိုဝင်ဘာလဆန်းပိုင်းကတိုက်ပွဲတွေကြောင့်မိသားစုများစွာဟာနေအိမ်တွေကိုစွန့်ခွာခဲ့ကြရပြီးလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပုံမှန်များပြားလာခဲ့ကြောင်းနဲ့ကမ္ဘာစားနေရိတ်ခါဖူလုံရေးနောက်ဆုံးထုတ်အစီရင်ခံစာအရမြန်မာနိုင်ငံဟာစားနေရိတ်ခါမလုံလောက်မှုအတွက်စိုးရိမ်ပွဲအမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရစေဖြစ်ကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ ဒါအပြင်မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစီတက်တဲ့လက်နက်ခဲယမ်းများဆိုင်ရာချက်လက်အစ်တွေအရမြန်မာနိုင်ငံမှာအရက်သား2ဦးနေစဉ်ထိခိုက်လျက်ရှိကြောင်း2025ခုနှစ်ကုန်ဆုံးမှုနှစ်လကန်တောင်မကျန်တော့တဲ့အချိန်အထိ2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ် HNRP အတွက်15ရာခိုင်နှုန်းမျှသာရန်ပုံငွေရရှိထားပြီး ဒီလိုရမုံငွေဆိုးရွားစွာမလုံလောက်မှုကလိုအပ်နေသူလူရည်တန်ပေါင်းများစွာကိုလူမှုဘဝအရှင်သန်ရေးအကူအညီတွေပေးအပ်နိုင်ရေးအတွက်အလွန်ခက်ခဲစေတယ်လို့ UNO ချကထုတ်ပြန်ပါတယ်။